โอเคนิวยาร์กโมงกราบาครับเจอกันครับเจอกันส่งยาแล้วดีๆเนาะเชิญมาในญาติยောက်ลาบาดีครับโอเคครับอุลีโอเคครับแกดีนี่ก็จ้ะรอเปียแกทีนี้ก็ส่งให้ทีนี้โตเลยจ่ายอ๋อเนาะโอเคอุลีทีนี้ก็เราพวกเราดีปอนเนาะอเมนหน้าเราวิดีโอตูนี้ในชิมจ้ะเลยปิรู้ชิมเลยเว้ยกูสรุปชิมเนาะ သိပြီးတဲ့လူတွေလည်းရှိတယ်လို့မသိသေးတဲ့လူတွေလည်းရှိကြမှာပေါ့နော်အဲ့တော့မသိသေးတဲ့လူတွေသိအောင်လည်းပဲသိပြီးသားလူတရားမသိသေးတဲ့လူပြန်လည်းမျှဝေပြီးဖို့အတွက်ကိုလည်းပြောချင်ပါတယ်ဟုတ်ကဲ့ပါဒါပါလဲဆိုတော့ဒီနေ့တင်ဆက်မယ့်တင်ဆက်တော့တမီးဟုတ်ကဲ့အခုချိန်မှာ MOU ကလည်းတက်တန်တိုးရမယ်ဆိုတော့ဘယ်လိုတက်တန်တိုးရမှာလဲအကြောင်းနဲ့ပတ်သက်ပြီးပေါ့နော်အဲ့ဒါဦးလေးကိုနည်းနည်းလေးရှင်းပြပေးလိုက်ပါဦးကောင်းပါပြီကောင်းပါပြီဗျာကျွန်တော်တို့ MOU တွေပေါ့နော် MOU တမားတွေကကျွန်တော်တခုပြောချင်တာကအလွယ်ကူဆုံးနဲ့အဲဘယ်လိုမှမှတ်သားလို့အလွယ်ဆုံးဖြစ်အောင်ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်အဲ့နဲ့ငါမှာပေါ့နော်နှစ်နှစ်ကုန်သားလို့နှစ်နှစ်ဆက်တဲ့လူတွေတော့ပြဿနာမရှိဘူး အားလုံးကတိတိသားဖြစ်တယ်မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံကလောက်တာလောက်တော့မယ်ဆိုရင်ကျွန်တော်၄နှစ်လောက်လောက်လို့ရတယ်အဲ့၄နှစ်လောက်လောက်တဲ့ခါမှာနှစ်နှစ်ကုန်သွားရင်နှစ်နှစ်ပြန်ဆက်ပြီးတော့လောက်ကြတာပေါ့နော်ဒီတော့နှစ်နှစ်ကနေပြီးတော့နှစ်နှစ်ဆက်တဲ့ခါမှာ၄နှစ်ပြည့်သွားတဲ့လူတွေအခုဆိုရင်2021မှာပြည့်သွားတဲ့လူတွေရှိတယ်2021မှာပြည့်တဲ့လူတွေရှိတယ်2023မှာပြည့်တဲ့လူတွေရှိတယ်အဲ2021မှာကကြာတော့ကျွန်တော်ဝန်ကြီးများအစည်းအဝေးကတော့သူတို့ကြေညာလာပြီးတာဖြစ်တယ်ကြေညာတဲ့အထက်မှာဆိုလို့ရှိရင်၄နှစ်ပြည့်သွားတဲ့လူတွေကနောက်ထပ်နှစ်နှစ်သက်တမ်းတိုးပေးမယ်ဆိုတဲ့အကြောင်းဘာပဲနှစ်နှစ်နဲ့ပေါ့နော်ပြီးရင်ဝီဆာတော့တစ်နှစ် ဒီတနေ့တိုးပေးတာမျိုးတွေပေါ့ဒါလောက်လာခဲ့တာဖြစ်တယ်2020နှစ်မှာ2021မှာကုန်တဲ့လူကတော့2023မှာကုန်တဲ့အထိတော့တို့ကကျောင်းနေပြီဆိုတော့ပြန်မဲ့နေထားရရှိတာပေါ့နော်နောက်တာရှေ့ဆက်ပြီးတော့ဟိုတကယ်လို့များအချိန်ကြီးထက်ထွက်လာမယ်ဆိုရင်အဲ့လူတွေကတော့တမျိုးလာမှာပေါ့တမီနော်နောက်2022မှာတက်တန်းကုန်တဲ့လူတွေ2022မှာတက်တန်းကုန်တဲ့လူတွေကလည်းပဲအဲ့လိုလည်းဆိုတော့ကျွန်တော်ဒီထိုင်းနိုင်ငံမှာပဲတက်တာတိုးလို့ရမယ်ဆိုတာကိုလည်းပဲဒါကြီးညာချက်တွေလည်းထွက်လာတယ်။နော်လွန်ခဲ့တဲ့3လပိုင်းနှစ်ဦးကလေးကပေါ့နော်ဒီ2020နှစ်ဦးကလေးက နေပြီးတော့တာဝန်ကြီးများအစည်းအဝေးနေပြီးတော့ထုတ်ပြန်လာတာရှိပါတယ်။ဆိုလိုတာက2022မှာကုန်တဲ့အလေးနဲ့ပြည့်သွားတဲ့လူတွေကကျွန်တော်2024အထိနေခွင့်ရတာပေါ့တမင်ရဲ့အခုဆိုလို့ရှိရင်တော့တို့တွေကဝက်ပါမီတွေတူဝက်ပါမီတွေကနည်းနည်းရှိတယ်ပြီးတော့တာဝက်မလေးရတဲ့လူတွေရှိသလိုတို့ရှိုးတွေကလည်းပဲဗီဇာတစ်နှစ်ပိုရတဲ့လူတွေရှိတာပေါ့နော်။အဲ့ဒါတစ်ပိုင်း။ကဲနောက်ဆုံးတစ်ပိုင်းကကြတော့2023မှာတက်တန်ကုန်မဲ့ MOU သမားတွေလေးနှစ်ပြည့်သွားတဲ့လူတွေကကြတော့အခုတော့လောလောဆယ်ဆယ်တော့ထိုင်းနိုင်ငံမှာဆက်လက်ပြီးတော့နောက်ထပ်နှစ်နှစ်နေလို့ရတယ်ဆိုတော့ ဝန်ကြီးများအစီအစဉ်ကတော့ကျွန်တော်အတီးပြုတ်ချက်တွေဆိုတော့ကောင်းကြီးညာချက်တွေလုံးဝမထွက်လာသေးတဲ့အတွက်ကြောင့်ကျွန်တော်တို့ခံမှန်းထားတာကတော့2023မှာ၄နှစ်ပြည့်မဲ့လူတွေကကြတော့မြန်မာနိုင်ငံကိုပြန်ပြီးတော့လုံရင်လုံရမယ်မလုံရဘူးဆိုရင်တော့သူကထပ်မှန်ပြီးတော့တက်တာကုန်ခံနေမှာပေါ့သမီးသူတို့ကနေပြီးတော့ဝန်ကြီးများအစီအစဉ်နေပြီးတော့ထုတ်ပြန်နိုင်မယ်ဆိုတာကိုကျွန်တော်တို့မျှော်နေတယ်။ဒါမဲ့ထွက်လာမယ်မထွက်လာဘူးဆိုတာလည်းပဲအခုတခါဒီကြားထဲမှာကျွန်တော်တို့ဒီနေဆက်ကိတ်တွေကဖွင့်တော်မယ်လို့လို့ပါလို့လို့ကြားနေတယ်ဗျာကျွန်တော်လာမယ့်အခုတစ်လပိုင်းထဲမှာပေါ့နော်တကယ်လို့သာဒီနေဆက်ကိတ်က เนาะพ่วงแก่ดีสิတော့ไอ้4นิดนี่มัน2023มาปิดมาหลูเนี่ยမြန်မာနိုင်ငံကိုပြန်ပြီးတော့ MU လောက်อ่ะมาလုံးဝတေချာပေါ့ဖြစ်သွားလိမ့်မယ်อืมเนาะဘာကြောက်လဲဆိုတော့လုံခဲ့တဲ့ချိန်တုန်းကကျွန်တော်2021မှာရော2021မှာရော COVID-19 ရောဂါနေနဲ့ပတ်သက်ပြီးတော့ပြန်လို့မရဘူးခိတ်တွေကပိတ်နေတဲ့ခါကျတော့ကျွန်တော်ပြန်ပြီးတော့လုပ်ဖို့အတွက်ကိုအခက်အခဲတွေအများကြီးရှိတဲ့အတွက်ကြောင့်ဒါကြောင့်မလို့တို့တွေကထပ်မှန်ပြီးတော့ဖြေလျှော့ပေးတဲ့နှစ်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 ဆိုပြီးတော့အမ်၄နှစ်နဲ့6နှစ်ပြတ်သွားကြတယ် ပြီးတော့ကျွန်တော်အနေနဲ့ပြောချင်တာ2021ကကြာတော့လဲ2023မှာသူတို့တွေကမြန်မာနိုင်ငံကိုပြောင်းရမယ့်အနေအထားရှိတယ်။ပြီးရင်တခါ2022မှာကုန်တဲ့လူတွေကတော့ကျွန်တော်တို့2024ထိတော့အနေထိုင်ခွင့်ပေါ့နော်အဲ့ဒါတော့ကျွန်တော်တို့ရရှိကြမှာဖြစ်ပါတယ်။ဒီထဲမှာတော့ချို့တွေရတယ်ပဲကျွန်တော်တို့တက်တန်းကုန်လို့တိုးတဲ့လူတွေရှိသလိုဒီနှစ်ပြည့်တဲ့ဟာကိုပြစ်လိုက်ပြီးတော့ကျွန်တော်ပန်းရောက်ကလုတ်တဲ့လူတွေလည်းရှိကြတယ်။အဲ့တော့သူ့အသီးနဲ့သူ့အတုံးနဲ့သူပေါ့လीနော်အဲ့တော့โอเคဒါကတော့ကျွန်တော်ပထမဦးဆုံးအဖွဲ့အနေနဲ့ပေါ့နော်တရင်အနေနဲ့တော့ကျွန်တော် MOU နဲ့ပတ်သက်ပြီးတော့ဒါ အဓိကထားယူတာလေးပဲကျွန်တော်ပြောချင်ပါတယ်။ဟုတ်တယ်ပါ။ကိုနိုင်ဆိုတဲ့မေးထားတဲ့မေးခွန်းလေးကကြတော့ဦးလေးဘာလဲဆိုတော့အာ PJ Alloc ကတဲ့ပြန်တော်လို့ရလာဦးလေးရေတဲ့။သူကအာမြန်မာပြည်ကနေပြီးတော့တက်လာပါပေါ့နော်ဦးလေးရေ။ဒါပေမဲ့ခိုးလန်းဝင်လာတယ် PJ ကတုံးထုတ်ပဲနဲ့အလို့ယူလာတယ်။အဲ့ဒီယူလာဒီထန်းတဲ့ကံမှာပြန်တိုးလို့ရလာဆိုတဲ့မေးခွန်းလေးပါဦးလေးရေ။ Okay ။အဲ့ဒီစာဥပလာကြီးဆိုလို့ရှိရင်ပေါ့နော်။ကျွန်တော်တကူကျွန်တော်တိထားရမှာဗာလဲဆိုတော့ ဟိုပိုင်းအောင်ကလောက်ထားတယ်ဆိုရင်ပေါ့နော်လူသေးတွေစင်းနေမှာလောက်ထားတယ်ဆိုရင်အဲ့မှာဝက်ပမီတွေပိုင်းအောင်ကတွေရပြီဆိုရင်အဲ့ဒီစာအုပ်ကိုတောမောသွားပြီးတော့ဗီဇာတောင်းနိုင်ပါတယ်ခင်ဗျာနော်ဘာမှမထုတ်ထားရဘူးဘာမှမလောက်ထားရဘူးဆိုရင်ပေါ့နော်ဟိုဒီနောက်ပိုင်းမှာကျတော့ကျွန်တော်အလယ်နဲ့ဝင်လာတဲ့လူတွေဟာတဲ့ခုနှစ်ရက်နေ့ငါခုနှစ်လပိုင်းငါးရက်နေ့နောက်ပိုင်းမှာဝင်လာတဲ့လူတွေစာအုပ်ကိုတော့သူတို့ရက်ထားတယ်လို့ပြောတယ်ဗျနော်အလယ်စာအုပ်တွေရိုက်ပြီးတဲ့လူတွေလည်းရိုက်ပြီးလို့ပြီးသွားပြီပေါ့နော်ဗီဇာတွေဟုတ်ကဲ့ဟုတ်ကဲ့ရှင့် ဦးလေးရေ locket ဆိုတဲ့အကောက်ပိုင်ရှင်မေးထားတာကြတော့ရေအာအစုံရှိတယ်တဲ့အစုံရှိတာပေါ့လားသူမအစုံရှိသွားပြီဒါပေမဲ့ပွဲစားကပန်းရောက်ကရိုက်ရအောင်ပဲပြောနေတယ်တဲ့အဲ့ဒါဘယ်လိုလဲဦးလေးရေအာအစုံရှိတယ်ပန်းရောက်ကရိုက်ရမယ်အစုံဆိုတာဘာကိုပြောတာလဲအစုံဆိုတာအာစာအုပ်တွေစာရဲစာတန်းတွေအစုံရှိတယ်ဦးလေးရေစာအုပ်ရှိတယ်ဟုတ်တယ်ဝတ်ပါမယ်ရှိတယ်အဲ့ဒါမှာပြည့်စုံတယ်ဆိုတဲ့လူကနှမျိုးရှိတယ်နော်တမျိုးက MOU ကကြတော့သူကပန်းရောက်ကရိုက်စရာမလိုဘူး MOU ကအပ MOU မဟုတ်တဲ့လူတွေကတော့ပန်းရောက်ကရိုက်ရမှာလေးနှစ်ပြည့်သွားပြီးတော့နောက်နှစ်နှစ်ဆက်တဲ့လူတွေလည်းပန်းရောက်ကစနိုင်နေလာအောင်မှာ အဲ့လိုကြီးအဲ့ဒါကိုမှတ်ထားဖို့လေအဲ့တော့ပန်းရောင်ကမရသေးပဲနဲ့ကိုယ့်ကိုစာရွက်ဆန္ဒအစုပ်ရှိတယ်ဆိုတာကိုယ့်ကိုပြန်စစ်ဖို့လိုပါတယ်။နောက်စာရွက်ဆန္ဒအစုပ်နေဆိုတာကကျွန်တော်ဝက်ပါမေရှိရမယ်၊အစုပ်ရှိရမယ်၊ပြီးရင်ပန်းရောင်ကရှိရမယ်။ပြီးရင်ဆေးရောင်ကရှိရမယ်၊ဒါမှမဟုတ်ပတ်ကန်ဆောင်ကိုရှိရမယ်။အဲ့ဒါမှစုံတယ်လို့ပြောတာ။နောက်စုံတယ်ပန်းရောင်ကရောမလားဆိုတာအဲ့အဲ့ဒါကိုယ့်ကိုပြန်ပြီးတော့ဗောနော်ပြန်ပြီးတော့စစ်ကြည့်ပါ။ဘလို့အစုပ်ရှိရလားမရှိဘူးလားဆိုတာဗောနော်ဟုတ်ကဲ့။ ဟုတ်ကဲ့ပါဦးလေးကြီးအဲ့ဆိုရင်နောက်တစ်ယောက်ကကြတော့ဦးလေးကြီး CI ဆောင်အုပ်ကတက်တန်းကိုနေလို့တဲ့အခုပြန်တိုးလို့ရသေးလားတဲ့ဦးလေးကြီး CI ဆောင်ကတက်တန်းကကျွန်တော်လဲပေးတဲ့အခါမှာပိတ်သွားပါပြီ CI ကနေ CI လဲတဲ့လူတွေနော်ပိတ်သွားပါပြီအခုလုတ်ပေးတဲ့လူတွေကလူသစ်တွေလုတ်ပေးနေတာဖြစ်ပါတယ်နော်လူသစ်တွေလုတ်ပေးနေတာဖြစ်ပါလေအဲ့ရလူသစ်တွေကလူဟောင်းတွေဆိုလို့ရှိရင်ဘာရောက်ကလုတ်ထားတယ်ဘာမှအကုန်လုံးရှိတယ်တိုးတော့ညာလေစာဝဟောင်းကနေလဲလို့မမိလိုက်ဘူးဆိုရင်အဲ့စာဝဟောင်းအနီသွားမှာအစင်းနဲ့အနီသွားမှာအိမ်တော်ဆုဆင်မှာဘူးဆိုရင်အဲ ကျွန်တော်တို့စီရင်နေမှာပုံနေယူပြီးတော့ကျွန်တော်တို့ထရေထိုင်းလို့ခေါ်တဲ့ကျွန်တော်ဒီစီရင်ရိုးတွေမှာသွားပြီးတော့လဲရဲပါတယ်ခင်ဗျာနော်ဟုတ်음ချောင်းနေပြည်ဒီမားတွေကတော့ကျွန်တော်နောက်ထပ်ရှေ့ဆက်ပြီးတော့ဘာမှနေလို့မရတော့ပါဘူးနော်လောလောဆယ်နေထားရချောင်းနေပြည်တွေလိုပဲမြန်မာပြည်ပြန်ပြီးတော့ MOU လောက်မှနေထားရှိပါတယ်ခင်ဗျာနော်โอเคပါ ဟုတ်ကဲ့ပါရှင်ဦးလေးရေအဆိုရင်ဖြူဖြိုးအောင်ဆိုတဲ့အကောက်ပဲရှင်မေးထားတာကြတော့ဦးလေးရေစာအုပ်ကတထေးတထေးကတင်ထားတာပေါ့နော်ပြန်လို့ခြင်းနဲ့ဘယ်လိုလုပ်ရမှာလဲတဲ့ဦးလေးရေစာရွက်စာတန်းဆိုတာတထေးတထေးရနေပြီးအလုပ်ရှင်နေပြီးတင်ထားပိုင်ခွင့်မရှိပါဘူးဒါတိုင်းနိုင်ငံရဥပဒေရပေါ့နော်လုံးဝတင်ထားပိုင်ခွင့်မရှိပါဘူးကိုယ့်ရဲ့သဘောတူညီမှုမရှိဘဲနဲ့သူတို့တင်နေတယ်ဆိုလို့ရှိရင်သူတို့မိတူပဲတင်ထားရမှာဖြစ်ပါတယ်အစ်စ်ကတော့ကိုယ့်လက်မှာပဲရှိရမှာဖြစ်ပါတယ်ကိုယ်ကပြောက်မှကြောက်လို့ဘာလို့ဆိုတော့လေကိုယ်ကိုယ်တိုင်ကနေပြီးတော့သဘောမတူဘဲနဲ့သူတို့လုံးဝကို သိသိပံပွဲမရှိပါဘူးခင်ဗျာနော်တကယ်တော့ကိုပြန်လို့ခြင်းနေကောင်းကောင်းတောင်းပါတောင်းလို့မမရဘူးဆိုရင်တော့နင်းဆိုင်ရရဲစခန်းတော့တိုင်ကြပြီးတော့လှုပ်ရှင်ဆိုင်ရဆန္ဒသိမ်းရပါနဲ့ကျွန်တော်ကိုနော်ပြန်ပြီးတော့ပေးပါဒါမှမဟုတ်ကျွန်တော်အရေးယူပေးပါဆိုပြီးတော့နှမျိုးအမှုတိုင်လို့ရတယ်ပထမတစ်မှုကအရေးယူဖို့အတွက်တိုင်တာနံပါတ်2အမှုကတော့အကြောင်းကြားပြီးတော့ကျွန်တော်တို့ပြန်လဲတောင်းပေးဖို့အတွက်ကိုတိုင်ကြတာဆိုတာနှမျိုးရှိပါတယ်ခင်ဗျာနော်အဲ့တော့နင်းဆိုင်ရရဲစခန်းတော့ပြီးတော့လဲတိုင်ကြနိုင်တယ်လို့ကောင်းကောင်းမုံတော့တောင်းကြည့်ပါတောင်းလို့မမရဘူးဆိုရင်ရဲစခန်းတိုင်ပါခင်ဗျာအာပတ်စပို့အနီအောင်ရှီလို့ရလားအာပတ်စပို့အနီအောင်လောက်ရောက်လို့ လုံးလုံးရလာတဲ့ဦးလေး CI ကတေသွားလို့တဲ့ဦးလေး CI စာအုပ်ကတေသွားတာပေါ့နော်အဲ့ဒါကြောင့် passport စာအုပ်အနီလုံးလုံးရလာဆိုရင်ရတယ်ရတယ်ဆိုတာကျွန်တော်တို့ခုနကပြောသလိုပေါ့ထိုင်းနိုင်ငံမှာတခုမှတ်ထားရမှာကကျွန်တော်တို့ဝက်ပါမေးရှိမှာ CI လဲတာတို့ CI လုတ်တာတို့အနီအောင်လုတ်တာတို့လုံးလုံးရတာနော်အနီအောင်စာအုပ်တစ်ခုတည်းနဲ့အစိအောင်တစ်ခုတည်းနဲ့ကျွန်တော်စာအုပ်တွက်လေးနေဘာမှအတုံးမဝင်ပါဘူးခင်ဗျာနော်ကျွန်တော်ဝက်ပါမေးမရှိရင်ဒါနေမြေခံတွေကတော့ဖမ်းရလို့ရှိရင်ဒါဒုက္ခတွေရောက်ကုန်ပါဦးမယ်နော်အဓိကတိထားရမှာကခုလူသေးလောက်ထားရင်လောက်ထားမလောက်ထားဘူးဆိုရင်ဝက်ပါမေးရှိမှသာနေအဲ့လူတွေကစာအုပ်လဲတာမျိုးတွေလောက်လို့ရတာဖြစ်ပါတယ်ခင်ဗျ อะอุลี่ยีเด็ดเราเราตะยาก้าไปเชียงบ่อนจอนสุดแรกก้าไปเชียงอุลี่ยีเด็ดปาไม่ใกล้ยังยังลบยังโยชาบีลาเด็ดพี่โอ๊บะพี่ปิบ่าอุลี่ยีเด็ดปาไม่ใกล้ยังยังเปียงโลชาบีลาสุดเราแต่แค่น่าจะาเรว่าปาไม่โดดดีไปยังกันเราเท่าไหร่คนว่าส่งชีวิตสุดบ่อนเราลบยังไม่สุดเลยเว้ยให้แนงามาตะคุ้มมาทายามาขยับจ้าเราลบมาดีอารมณ์บ้านได้ฉีทาทะเลสุดเราจ้าเราจูนี่ได้ชีอะไรไอจูอะไปจูได้จ้าบางแจ้งออกลูกขอได้จูแล้ววันนี้ทัวร์ได้ขายใจดีไซน์ยูอาร์เลยแล้ววันนี้วิ่นี่แล้ววิ่นี่ ဟိုစင်းရဲသွားပြီးတိုင်ကြားရတယ်ဆိုတဲ့ပုံစံပေါ့နော်အလုံးဝင်လှုပ်ထွက်ဆိုတဲ့ပုံစံမျိုးမှာအဲ့ဒီကျိုးရင်းနဲ့ကျွန်တော်တို့ကိုခြိတာတဲ့အတွက်ကြောင့်လှုပ်ရွှေ့အလုပ်ပြောင်းတဲ့အခါမှာချွဲချော်သွားတာနဲ့ကင်နာတဲ့ဆိုင်ရွက်ဆိုင်ရဲ့တရားဝင်နေတရားမဝင်ဖြစ်သွားနိုင်တယ်ဗျအဲ့ဒါတော့ကျွန်တော်တို့ကယူဆိုင်ဖို့လိုအပ်ပါတယ်နော်ဟုတ်ကဲ့ပါရှင်ဒီစင်ဒီစင်ကလာဆိုတဲ့အစကောက်တန်ရှင်လေးကမေးထားတာကတော့ PJ အမီယာပတ်စပို့ကတဲ့12လ12ရက်12လပိုင်း2022ကတက်တန်ပတ်ကုန်သွားတာပေါ့နော်အဲ့ဒါကိုနောက်နေ့9လပိုင်းမှာငါပြဇာနဲ့လှုပ်ထားတာပေါ့သူက ပြူရထားတယ်အဲ့ဒါဆိုလို့ရှိရင်တော့ဘယ်လိုဆက်လုပ်ရမှာလဲတဲ့ဦးလေးရင်20202လပိုင်းမှာကုန်မှာဟုတ်ကဲ့2လပိုင်းကုန်မှာဟုတ်တယ်ဦးလေး23လား2022ရတဲ့ကုံသွားဦးလေးရေအဲ့ဒီကကုံသွားတယ်ဒါပေမဲ့နောက်နှစ်9လပိုင်းမှာပြူရတာဟုတ်တယ်ဦးလေးရေอืมအဲ့ဒါနဲ့ပြဿနာတစ်ခုပဲပေါ့နော်အခု60ဆိုလို့ရှိရင်တန်ရုံးမှာဆိုလို့ရှိရင်2020မှာကုံမဲ့လူတွေဟိုတဲ့လာမဲ့9ရက်နေ့9လပိုင်းနေစပြီးပြူတွေပုံမှန်ပြန်ပြီးသွားမယ်လို့ပြောထားပါတယ်အခု60 2021မှာကုံမဲ့လူတွေတော့မှသူတို့ကလက်မလဲဘူးဖြစ်နေတာပေါ့လေ အဲ့လိုပုံစံအနေထားမျိုးရှိနေပါတယ်ခင်ဗျအဲ့တော့ကျွန်တော်အမြန်လုံးကြည့်နေဆိုရင်ကျွန်တော်နေအကြံပြုကျင်တာတော့ကျွန်တော်တိုင်ရုံမှရှိတဲ့အဲ့အနီးနားမှာရှိနေတဲ့ဟိုပွဲစားတွေပေါ့နော်တွားပြီးတော့ကျွန်တော်တည့်ထဲနဲ့လူချင်းနေဗျာ2020မှာကုန်မယ်ဗျာဆိုပြီးတော့ဆက်ဆံနဲ့ထိုးပြီးတော့လောက်ရမယ်အနေထားမျိုးရှိပါတယ်ခင်ဗျဒါကျွန်တော်လောဆယ်လက်ရှိအခြေအနေကိုပြောတာနော်ဟုတ်ကဲ့ရှင်အာပီဂျေစာအုံးငယ်တဲ့ဦးလေးရေနောက်ထပ်တစ်ယောက်နော်ဦးလေးရေမာတာဂေးဆိုတဲ့အကပရှင်ကပီဂျေစာအုံးငယ်ခိုလန်ကာတက်လာတယ်အဲ့ဒီပီဂျေစာအုံးကအာပြန်တိုးလို့ရလားတဲ့ဦးလေးရေ ဒီကြီးစောင်းပြန်တို့လာဆိုတော့မထုတ်ရနဲ့သူဖက်သွားတာဘာလို့ဝင်လာလာလဲတို့မထုတ်ပဲနဲ့ခူလာဝင်လာတယ်မရတော့ဘူးခင်ဗျာနော်တော်တော်လေးကိုအဲ့ဒါလေးကအတွက်တုံကတော့အတွက်တုံထုတ်တာလေဒါပေမဲ့ဝင်လာတဲ့ခါကျတော့အဝင်တော့မထုတ်တာတဲ့ခါကျတော့အိဆာအိုဒီကကျွန်တော်တို့တရားဥပဒေရပါဘောနော်ပုံမှန်နေထိုင်ရလုံးဝလုံးလို့မရပါဘူးခင်ဗျာနော်ဟုတ်ကဲ့ဟုတ်ကဲ့ပါရှင့်အာအဲ့ဆိုရတော့ comment လေးထဲမှာမေးထားတာလည်းရှိသေးလားမသိဘူးဦးရင်ပြေးမေးထားတာတယောက်ရှိနေတယ်ဘာလဲတကြောင်စနစ်ကြီးကတကယ်မရှိရင်ကောင်းတယ်ဟုတ်တယ်အဲ့ဒီ bias ကြောင့်စနစ်ကြီးကိုကျွန်တော်တိုက်ခဲ့တာအခုနှစ်ပေါင်မနေတော့ဘူး နှစ်ပေါင်း30ကျော်လောက်ရှိခဲ့ပါပြီဒီဘိုင်ကျက်အောင်စနစ်ကိုပါပြောက်ပြီးပါဒီဘိုင်ကျက်အောင်စနစ်ကိုမလုပ်ပါနဲ့တော့ထိုင်းလူမျိုးတွေလိုမျိုးလုံးလုံးလတ်လုပ်ကြအောင်ရမရဘူးကျွန်တော်အဲ့လိုမျိုးအစည်းအဝေးထဲမှာကျွန်တော်တင်ပြတဲ့အခါတိုင်းဘသူတွေကတက်လာတယ်လဲဆိုတော့နော်အေဂျင်စီတွေနော်အလုပ်ရှင်ဘက်ကလူတွေကလာပြောတယ်အထိုင်းထဲကမှာဥပဒေထုတ်ကြတာဒါအကုန်လုံးကခုတ်ခုံအကုန်လုံးကလုံခြုံပြီးသားတဲ့အကုန်လုံးကအကောင်လုံးဖြစ်နေပြီးသားဆိုတဲ့အခါမျိုးကျွန်တော်လည်းငြင်းပယ်ခဲ့ရတယ်အဲ့ဒါကိုလည်းပဲဒါအလုပ်သမားကြီးကူညီပေးနေလူတွေအားလုံးကလည်းစူးစီးပြီးတော့လုပ်ဖို့တော့လိုပါတယ်ခင်ဗျာနော် အာနိုင်နိုင်ဆိုတဲ့အောက်ပဲရှင်မေးထားတာကြတော့ဦးလေးရေဝဘမင်းစာရွက်ပဲရှိတယ်စာအုပ်မရသေးဘူးတဲ့ကက်လည်းမရသေးဘူးဦးလေးရေနောက်ဆုံးပတ်သမားတွေပါတဲ့အဲ့ဒါဘလို့ဘလို့ဆက်လို့ရမလဲဦးလေးအနိကပေါ့နော်လောလောဆက်ဆက်ရတော့သူဒီစာရွက်တွေရပြီဆိုရင်တော့လူတစ်တွေဆိုလို့ရှိရင်ဒါအဲ့ဒီစာရွက်ဝဘမင်းစာရွက်နေမှာပဲကျွန်တော်တို့ကနေပြီးတော့ပတ်စံတော့တွင်လို့ရနေပြီလို့ကျွန်တော်သိရပါတယ်အဲ့ဒါဆက်မဲလုံးမှသွားမှာပြီးလို့ရှိရင် CI လုပ်ဖို့အတွက်ကိုပေါ့နော်ဆက်လက်ပြီးတော့လုပ်ပါခင်ဗျာနော်ပန်းရောက်ကောက်သွားမှာစောက်ပါနဲ့ပန်းရောက်ကောက်ကိုစောက်ဖို့ရည်ကိုဒီမှာ CI ရေလောက်ထားလို့လည်းရပါတယ်နော်ဟုတ်ကဲ့ အာနောက်တစ်ယောက်အကြပေါ့နော်ဦးလေးရေမိုးမိုးဆိုတဲ့အကောက်ပိုင်ရှင်မိထားတာဦးလေးရေလက်လေးနှစ်ပြည့်စာအုပ်အစ်စ်လဲတင်ပါတယ်ရှင်တဲ့ပါမစ်တွေကတိုးပြီးသွားပြီးရှင်တဲ့2020 17လပိုင်းကတည်းကကုန်သွားပါတယ်ရှင်တဲ့တလပိုင်းနေစားလို့ရှိရင်တူကင်လာယူဖို့ရပြီလားရှင်တဲ့อืมရပါပြီခင်ဗျာနော်2020နေမှာကုန်မဲ့လူတွေရအောင်နော်ကျွန်တော်စာအုပ်လဲမယ်ဆိုလို့ရှိရင်တော့ခုနှစ်ရက်နေနေစားပြီးတော့တူကင်နေပုံမှန်အတိုင်းပေါ့နော် Q တွေပုံမှန်အတိုင်းပြီးသွားမယ်လို့ပြောတယ်ကျူပေးတဲ့အခါမှာလည်းပဲစာအုပ်အဟောင်းယူလိုက်ရမယ်တဲ့စာအုပ်အဟောင်းမှာတခါတို့ကစိတ်တုံပုံစံမျိုးလေး မှတ်သားလေးထုတ်ပေးလိုက်ပြီးမှအဲ့ဒီလူကိုယ်တိုင်လာယူရမယ်တဲ့ကိုယ်စတဲ့နေလာလို့မရအောင်ပွဲစားနဲ့လုပ်လို့မရအောင်ဆိုပြီးတော့အဲ့လိုပုံစံမျိုးလုပ်ထားပါတယ်။အဲ့ရဲ့ဘက်ကတော့အရန်ကောင်းတာပေါ့နော်။တခုကတော့ဘာကြောက်လဲဆိုတော့ပွဲစားရတဲ့အတွက်ကိုတော့ဒါဟိုနေလိုက်တာပေါ့နော်။အခုကလူကိုယ်တိုင်လာမယ်အိစာအုပ်တွေမှာတစိမ့်တွေထုတ်ရမယ်ဆိုတဲ့ခါကြတော့ပေါ့နော်။ဒါတော့တန်ယုံနေနဲ့ကြီးညာတာတော့တွေ့ရပါလေလို့နော်။ဟုတ်ကဲ့ပါခင်ဗျာ။ဟုတ်ပါရှင့်။ဝင်းကိုဆိုတဲ့အကောက်ပရှင်မိထားလာကဦးလေးရေးတဲ့ CIA လို့ CIA လို့ပြင်ကဘက်ကရှက်ရအောင်ပါလားခင်ဗျာ။ဦးဦးတဲ့။ ဒီအရာတော့စီအိုင်ပေါ့နော်ပိုင်းအောင်ကကတော့ပိုင်းအောင်ကပေါ့ဘာမှမဆိုင်ဘူးခင်ဗျာနော်ပိုင်းအောင်ကကတော့ကျွန်တော်လူသိနေလို့လို့ရှိရင်ပိုင်းအောင်ကကတော့မရှိမနေမဖြစ်မနေလောက်ရမယ်တိုင်းတာလို့ဖြစ်ပါတယ်စီအိုင်နဲ့လားတူပဲတက်တာနောက်ထပ်ထပ်တိုးဖို့အတွက်ကိုလည်းစီအိုင်ဆိုတာလို့လို့လို့တာဖြစ်ပါတယ်စီအိုင်ရောပိုင်းအောင်ကရောနှစ်ခုလုံးရှိရမှာဖြစ်ပါတယ်ခင်ဗျာနော်ဒါမှရှေ့ဆက်ပြီးတော့ကျွန်တော်2023 2024အဲအဲ့လိုမျိုးပေါ့နော်အဲ2025အဲ့လိုမျိုးတက်တာတိုးလို့ရမှာဖြစ်ပါတယ်ခင်ဗျာနော်음အဲ့ဒီမှာတော့ကျွန်တော်လည်းကျွန်တော်ခလုတ်လားထိတယ်လို့ပဲနှလုံးသားကိုအဲ့နဲ့လားဆွားတယ်လို့ပဲဘာကြောင့်လဲဆိုတော့ပကန်းဆုံခုံဆိုတဲ့အမျိုးကဒီကိတိခါမှာဒီအချိန်မှာကျွန်တော်ကိုယ်တိုင်လည်း လိုက်ပြီးတော့ထုတ်ပေးနေတဲ့လူတယောက်ဖြစ်တာပေါ့နော်။တွင်းလို့လွယ်သလောက်ထုတ်ရအခက်ဆုံးကထိုင်းတဲ့ကံမှာပကန်းဆောင်ခုံပဲ။ထက်တဲ့ခါကျလွယ်လိုက်တာရရတဲ့ဘက်ကနေပြီးတော့ငါးရခိုင်လုံးဖြတ်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 ပြီးတော့ပတ်စံပေးတဲ့ခါကျရင်အလောင်းအသုဘကြီးထုတ်တာလည်းခက်တယ်၊ခြေပြက်လည်းပြတ်တာလည်းခက်တယ်။အသက်တည်ဆုံးတာလည်းခက်တယ်။လွယ်ရပါတခုမှမရှိဘူး။ဟိုဟာတောင့်တရားတောင့်ဟိုဟာဘာသာပြန်တရားလို့ဟိုစိတ်ညစ်စရာကောင်းလိုက်ရမပြောရဲကျွန်တော်အဲ့ဒါကိုတန်ရာရှိကိုကျွန်တော်ပြောခဲ့ဘူးလေ။အဲ့ရှိနေတယ်လေနော်ပုဂ္ဂလိကကိုအားလိုက်ပါတော့အစိုးရကိုမလုပ်သိနေတော့မတွေးသိနေတော့ဒီကိစ္စကြီးကဒီဒီပက္ခဆောင်ခေါင်းကြီးကထောက်ရတာတော်တော်လေးခေါင်းကိုက်တယ်ပြာချာနော် တော်တော်ရုပ်စိတ်ညစ်ဖို့ကောင်းတယ်ဒါကျွန်တော်ကိုယ်တိုင်လိုက်လို့ပဲကျွန်တော်သိရတာအဲ့တော့ခုလေကြည့်ကြည့်ကျွန်တော်ချွေးပြောင်းလို့သမားလေးအကျိုးလေလေးနေပြွားတော့ MOU တွေပြန်ပြန်ဆင်းသွားတယ်ပြန်တက်လာရင်ပကစားခေါ်အစ်တပြလို့ရပြန်ပြီအဲတွင်းနေတဲ့ဟာလေဆုံးနော်ပြီးရင်ကပြန်တဲ့ခါကျထုတ်လို့ရတာဆိုသူတို့ပြောရတာအလုံးလက်မဲ့ဆိုတာရှိတယ်လုံးလက်မဲ့ဆိုတဲ့အထဲမှာလည်းပဲကျွန်တော်ထိုင်နေကမှာတလစားပဲရတယ်အဲ့ကိုပြန်တော့မယ်ဆိုလို့ရှိရင်လည်းဒီခါလေးဒီတွင်းနေတဲ့ဟာလေပတ်စံထုတ်လို့မရဒါပေမဲ့အသက်50ခန်းနဲ့ပြီးမှထုတ်လို့ရတယ်အသက်50ခန်းနဲ့မပြည့်ဘူးဆိုလို့ရှိရင်အဲ့ဒီကဘာလို့ရလဲဒီတိုင်းပြန် ဟုတ်ရင်လည်း300ရာခိုင်နှုန်းပဲရမယ်ကိုယ့်အကူနေတယ်ဆိုတဲ့ခါကြတော့တလားစာပဲရတယ်ဒီကြားထဲမှာနေရကြာလို့ရှိရင်အလုပ်ကနေပြီးတော့တခါတလားစာပဲပေးတယ်တလားစာဘယ်လောက်ရလဲရ300လောက်ပဲရတယ်300 400အဲ့ဒါနဲ့ကျွန်တော်နေရမှာနဲ့အခန်းကမိကရေကနဲ့စားပြီးတော့စောင့်နေရမှာနဲ့ဘာမှမတန်ဘူးအဲ့တော့ဆိုလိုတာကကျွန်တော်တို့အဆင်မပြေဘူးအဲ့ဒီပကန်ဆန်ခေါ်တဲ့ကျွန်တော်တို့ရှစ်ပြားလို့သမားတွေကတိတ်မဲโอเคပဲအဲ့ဒီအလုပ်ကတော့เนาะကျွန်တော်လုံးဝဟိုဘယ်လိုအဆင်မပြေဘူးအဲ့ဒီကိစ္စကကျွန်တော်ထိကြိုက်တယ်တော်တော်ထိကြိုက်တယ်အလုပ်သမားတွေတော့ ်ချိန်ကားလည်းရောက်ပြီမို့လို့တမီးရေကောင်းပြီလားကျွန်တော်တို့အချိန်ကားလည်းရောက်ပြီမို့လို့အားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်တိုင်းကျွန်တော်တမီးလည်းကျွန်တော်လည်းနှုတ်ဆက်ခဲ့ပါတယ်ဗျလူတွေအားလုံးကိုမင်္ဂလာပါပါပါရှင်